သားထားသောတရားခံဝိထုတော်လေးကိုဖတ်ပြပေးတော်မမရှင်။မကြီးအမှုရာသည်ဝန်းနေညှိုးငယ်နေပုံရာသည် သူကတော့မကြီးမျက်နှာကိုစစ်စစ်မကြည့်။မကြီးမျက်နှာကိုတင်မဟုတ်ကြံနှစ်မများဖြစ်သောမိုက်ငယ်ရောမတ်ထွေနှင့်မလေးတို့မျက်နှာတွေကိုပါမကြည့်ခြင်း။အဲ့တဲ့များဆဲသွားပြီးဖြစ်၍ညီမငယ်များကတိမ်းဆဲစရာတွေတိမ်းနေကြသည်။ မကြီးတယောက်ထင်သူ့ရှေ့မှာထိုင်နေသည်မကြီးသည်လက်ကင်ပေါ်နှင့်မျက်လုံးအိမ်ကိုတို့လိုက်၏တစုံတစ်ခုသူ့ကိုပြောရန်အာယူနေပုံရသည်ကိုကိုကြီးအမေကိစ္စကတော့ပြီးသွားပြီမကြီးသည်စကားကိုရှေ့မဆန်းဟုတ်တာပေါ့လင်းတို့အနေနဲ့ကကိစ္စကပြီးသွားပြီပေါ့သူကဒါပဲပြောလိုက်၏မကြီးကရှေ့စကားဆက်ရန်မဝိမရေဖြစ်နေပုံရသည် သူကတော့မာကြီးနေတကွညီမတွေအလုံးကိုဒီလိုမထင်။ဘာမဆိုလောက်ရဲကင်ရဲကြတော့သူရဲကောင်းမတွေဟုထင်သည်။မာကြီးပြောသလိုအမေကိစ္စပြီးပြတ်သွား၍ယနေ့ရက်လယ်စွန့်ကြေးပြီးအမေဆုံးတဲ့နေ့ကစ၍အမေကိုတကြိုတည်းနေ့ထိသူ့ညီမတွေကမျက်နှာပြောင်းသည်။နှိုက်လိုက်လင်းလင်းငိုကြွေးပြကြသည်။နီးနီးလောင်နေသောမိသူဆက်ထေကို အမိကောင်ကိုထဲ့ခါနီးတော့မထွေကပုံရက်သားလဲကြသွားလိုက်သေးသည်ကြံညီမသုံးယောက်ကလည်းမီးရှံခန်းတဲ့ကိုပြီးဝင်လိုက်လို့မတက်ဘေးကမိဆွေများကဆွဲရနင်းရတရားပြရနေအတော်ကြည့်ကောင်းသောဇက်ကွက်ဟုသူကထင်သည်အမေသာသူ့စကားနားထောင်၍သူနဲ့လိုက်နေလေရင်ဒီလောက်အဖြစ်ဆိုးမီမချင်း အမေအိမ်ကစံချောင်းထဲမှာကန်ထရိုက်တိုက်တွေမိုးထီမြင့်တက်ချိန်တွင်အမေအိမ်လေးကညီမဝတ်နေသည်ညီမအမေကလေးပြီသုံးခန်းပြင်လောင်အိမ်လေးအဖေရှိစဉ်ကလေးကပေ40 60စောက်ထားသည်အဖေဆုံးတော့အမေသူ့သမီးတွေနဲ့နေသည်သမီးလေးယောက်လုံးကအိမ်တော်ကြပြီထက်ခိုးလေးမှာအထွေးကနေပြီကြံညီမ၃ယောက်ကအောက်ထပ်မှနေသည် ိမ်နောင်တဲ့ရီမို့အိုးခွဲစားကြသည်သူသည်အမေအိမ်ကိုခဏခဏလာရောက်လဲပိတ်၍အမေကိုကြည့်သည်အမေကလည်းသူ့အိုးလေးနဲ့သူထမင်းချက်စားသည်အမေကလည်းပြန်မှန်းလိုက်တာကျွန်တော်နဲ့လိုက်နေလေအမေထမင်းမချက်ရပါဘူးတူဒီတာပွေမှာအိတ်ခမ်းငားနေသည်သူ့ဇနီးနဲ့ကလေးတစ်ယောက်ပဲရှိသည်အမေကမလိုက်လို့ သူ့စနေကိုချွေးမှဖြစ်၍တန်တရားရှိသည်တလားအာနာရီလဲပါနေတလားဒါမှမဟုတ်ဒီပြင်းတော်အိမ်လေးကိုအဖေကစည်ကြီးလုံးအမေကဈေးရောက်၍စောင့်ထားကြရသည်ခွန်စင်ကမြေကွက်ဈေးမှတောင်ကနန်းလောက်ပဲရှိသည်လင်မယားမြောက်ဓမ္မဦးချထူထောင်ခဲ့ပြီများတန်ရုံးစင်တွေ့နေသလားမသိသူခေါ်သည်တော့မလိုက်သူသည်အကောအကြီးဆုံးဖြစ်၍ညီမတွေကိုခေါ်ပြောရသည် အမေကဈေးရောက်ပြီနင်တို့ကဒီဂရီရတဲ့အထိကြောင်းထားရတာအခုအလုပ်လေကိုစီရှိနေပြီအမေကိုတနေ့တယောက်ကြွေးပါလားဒီမလေးယောက်စလုံးတယောက်မှကောင်းမနေသေးတော့သူကလာတိုင်းအမေအတွက်ငွေနှစ်စံစီလာပြီးပို့ရသည်အမေအခုလိုမဖြစ်ခင်တနေ့ကတော့မာကြီးကကောင်းဆောင်၍ညီအမတွေအမေအမေကိုသူ့ရှိမှပြောကြသည် ဒီမြေကြီးကို control ပေးပြီးတိုက်ဆောက်လိုက်ပါလားမင်းလေးထက်ဆိုရင်ရှစ်ခန်းအဲ့ဒီထဲကလေးခန်းကျမတို့ရမယ်ငွေလဲရမယ်အမေဘာပြောမလဲဟုသူ့အမေကိုကြည်နေသည်အမေသည်သူ့သမီးတွေကိုရှင်းဝင်းဝင်းမျက်လုံးနှင်သာကြည်နေသည်ဘာမှပြန်မပြောညီမတွေအမလို့အမရဖြစ်နေပုံရသည်သူတနေ့ အမေကိုထမင်းခေါ်ကြွေးပြီးအမေဆန္နာကိုတိတ်ခေါက်ကြည့်သည်သူတို့ပြောတယ်လို့ကန်ထရိုက်တိုက်ဆောင်လိုက်ပါလားမင်းအမေကပြုံးလိုက်၏ကန်ထရိုက်ကိုအပ်ပြီးဆောင်မယ်ဆိုရင်လေးခန်းမဲအမေတို့ရမှာလေတားကဘယ်သွားနေမလဲသူတို့လေးယောက်ကလေးခန်းရှူမှာပေါ့အမေကလည်းတားအတွက်ထဲမတွက်နဲ့ကျွန်တော်အခန်းနေယူပါဦးကန်ထရိုက်ကပေးတဲ့ငွေတွေကအမေကျင်းတဲ့တလောက်ပေးပါဦး မဖြစ်ပါဘူးတာရင်အမေကောင်းချောင်စရာအိမ်မရှိပဲဖြစ်မင်းအမေအသက်ရှင်ခြင်းစမာတော့အမေကိုထမင်းကျွေးဖို့တုံ့ဆုံနေကြတော့သမီးတွေကိုအမေယုံဟန်မတူးချင်းချင်းကြောက်ကြောက်အမေမနေတတ်ပါဘူးစကားကိုလှည့်၍အဖြစ်ပေးလိုက်သည်အိမ်မီနာချင်းတွေက သူ့ကိုတိုင်ကြသည်အမေအိုကြီးဒီရွယ်မှာဈေးတော်ဒီမှာမတော်ဘူးဆိုကြသည် ။ "तू ဘာလုပ်ရမယ်မသိ။အမေကိုခေါ်ထားပြီလေမရ။ तू နှမတွေကလည်းအမေတယောက်ခမင်းစားဖို့တောင်းဝင်မယူကြ။ဒါတော့အိမ်နီးနားချင်းတွေကသူ့ကိုအဆုံမပြောပြ။အိမ်ချင်းထိကက်နေတော့ရက်ွက်ချဲပါ။ "तू တို့အိမ်ဘာဖြစ်စီကိုခြေရင်းကောင်းရင်းအိမ်တွေကမသိချင်အဆုံ။သမီးအငယ်ဆုံးအထွေကစကားပြောအပတ်ဆက်ဆုံးနဲ့အတန်အကျယ်ဆုံး မျက်လုံးတွေကဘာထိုးထားလဲခလေးလိမ့်ကြတာမစွဲနိုင်အောင်အမေဒီဘာမှပြန်မပြောသူ့ချက်လောက်ကကလေးကိုစွဲနိုင်လောက်အောင်တွက်လက်စွာမတော်နိုင် ကလေးလေကထိရောက်သူ့ပြေးသွားပေမယ့်သူ့ချက်လောက်ကစွဲရတော့မပါအမေဒီတကားဝမှာငုတ်တုတ်ထိုင်လိုက်သည်ကျဲလောက်စွာအုံလိုနေသောကလေးကို အမေဝမ်းနေပန်းနေစိုက်ကြည့်နေမိသည် အထွေးလက်ထဲကကလေးနှစ်ဖူးမှာ အဖို့ကြီးထွက်ကရောင်းလေသည်အထွေဒေါသလုံကဲနေသောမျက်နာကိုကြည့်ရင်အမေတက်ပြင်းချမိ၏လာကုန်ခန်းသည်မိမိတာကရေခုံရေခုံလာရောက်ကောက်ခိုင်လေသူတို့အိမ်မှာစစ်စစ်ညင်ညင်ကြားရတတ်သည်သမီးတို့လေးယောက်တယောက်တလားစီမိတာကဆောင်းပါလားကွယ်အမေကသမီးများကိုမိတာရက်ခန့်၏ အမေဆိုပြီးတော့အမေမပီတာလိုက်တာသမီးတွေအိမ်မော်နေတာကိုပတ်စံတောင်းနေအထွေးအတန်ကြေကြေကဆလာသည်အမေမှာဘာဝင်ဝင်ရှိလို့လဲအမေကထားပဲပြောပြနိုင်သည်ဒါဆိုရင်ဒီလိုလုပ်လေသမီးတို့အခွန်တွေဆောင်မယ်ဒီကိုသမီးတို့၄ယောက်နာမည်နဲ့ပြောင်းပေးမိုင်းငယ်ကဝင်ပြောလာသည်ဟုတ်တယ်အဲ့ဒါကိုမာကြီးသဘောတူတယ်အကြီးဆုံးမာကြီးကထောက်ခံလာသည်မာလေးကတော့ ကန့်လည်းမကန့်ကွက်ထောက်လည်းမထောက်ခံအမေဒီတမီးကြီးမျက်နှာကိုစစ်စစ်ကြည့်သည်သည်အကြီးဆုံးမို့ဒီမတွေကိုပြေရာပြေချောင်းပြောလိုက်မယ်တို့မျော်လင့်သည်ယခုတော့တမီးကြီးကမှအမွေစကားဆိုလာသည်အမေသေးခံနေပါပြီအမေသေးတော့ယူကြတာပေါ့အမေကမာကြီးမျက်နှာကိုကြည့်ရင်ခြေကွင်းစွာပြောလိုက်သည်တမီးရဲ့မျက်နှာတွေကအလုံးတင်းမာသွားသည် ဒီအဖြစ်တွေကို အမေကသားဖြစ်သူကိုပြောမပြလူငယ်သောအပက်ကမိုးရီသိနေတော့အမေစေးသွားသည်ဆိုသည်စေးကအထွတ်အမေလဲကျသွား၍ဆိုင်ကားသမားကအိမ်ကိုခေါ်လာရသည်သူ့ယုံကိုလိုက်လာပြော၍အမေကိုတွေ့ကြည့်တော့အမေအပြင်းပြားနေသည်ပေါင်ထိတ်လိုကြိုးသွားသည် ဆေးရောင်တင်ဖို့ကအစအားလုံးပဲတူတာဝင်လိုပါသည်ညင်ညင်ညစ်တာဆောက်ဖို့ကြတော့ညီမတွေကပြောမရခလေးအကြောင်းပြအိရေးပြတ်မခံနိုင်ဟုဆိုကြသည်အမေကိုတကြိုစင်ကမူးမေ့လဲပြသောအထွေးသည့်အဆိုးဆုံးသူဟာသူမနေနိုင်မထိုင်နိုင်ဈေးသွားလို့ဖြစ်ရတာဖြစ်တာအနေသည်ချားနေသောအမေကိုရှံတွေ့သည်ဘသူမှရှုံးတဲ့အပြက်မခံ သူ့ညီမတွေကိုနာကျေးလိုက်တာ နေတို့အမေဘဝကိုအားလုံးရောက်ကုန်ကြပြီနေတို့တနေ့ကောင်းကောင်းဝတ်လည်ပြီဆေးရုံပေါ်မှာညီမတွေကိုသူကျင်းဝါလိုက်သည်သူညီမများသည် အမေဆုံးသည့်နေ့ကတော့ငိုလိုက်ကြတာကြွကြွညံမာယုံအိန္ဒိနာချင်းတွေက မောင်တောင်းထံနှမတွေအမေကြီးကိုစကားပြောတာရှင့်တီကြမ်းတမ်းလိုက်တာဟို၍သူကြားရစင်ကမယုံချင်းအမေဆေးရုံတက်ရတော့မှ ုံးနှမတွေဖြစ်ကအော်ချလောက်ပါသည်အမေတီသူလက်ခံယုံကြည်ချက်နှင့်နေသွားပုံရသည်သူမျက်မြင်ကိုတွေ့ရောအင်းနီနာချင်းတွေအပြောနေရောသူကနှမတွေနေပုံထိုင်ပုံပြောပုံဆိုပုံကိုမကြိုက်ရပြောလီအမေကသူ့ယူဆချက်ကိုပြောပြသည်အမေဖះရှခိုးရီတိုးတိုးရှခိုးတယ်မြစ်တောင်ပို့လဲတိုးတိုးပဲဒါပေမဲ့နောက်ဆုံးအပိုက် ကောင်းမှုမကောင်းမှုတည်တာလီကိုပိုင်ဥစ္စာရှိကြသည့်တကားဆိုတဲ့အပိုက်ကိုကြဲကြဲရွတ်တယ်။သူများကြားစီခြင်းလို့မဟုတ်ဘူး။အမိကိုအမေကြားစီခြင်းလို့နှလုံးတွင်းစီခြင်းလို့သားတို့ဖေဖေနဲ့ပေါင်းလာတဲ့တလျှောက်မှရောသားတို့တမီးတို့မွေးဖွားလာစင်မှရောအမေအလုပ်တွေဟာကောင်းလာကြီးပဲမဖြစ်ခဲ့ပါဘူး။မကောင်းလာတွေလည်းဖြစ်ခဲ့ပဲ။အတိတ်ကလည်းဒီလိုပဲ။အဲ့ဒီတော့အမေပြုတ်တဲ့ကောင်းမှုမကောင်းမှုကံကို အမေခံရတာအမေနဲ့ကိုပိုင်ဥစ္စာကိုကိုတုံးရတာပဲတားကဘာမှနာတာခံခံမဖြစ်နေအမေဒီလိုနှလုံးသွင်းနိုင်လို့ထင်သည်ဒီသမီးတွေကြားမှာလှုပ်စိတ်လှုပ်စိတ်နေသွားနိုင်သည်ပေတေခံသည်အဖေရှိတုန်းကရောတားသမီးတွေငယ်စဉ်ကရော အမေဆိုင်ထွက်လိုက်ထမင်းချက်လိုက်နေလာခဲ့ရတော့အမေလက်သည်နောက်ဆုံးတင်ရမိအချိန်ကြီး ။ထမင်းအုံးနဲ့ထိနေရသည့်အဖြစ်ကိုတော့သူရင်နာပါသည်။သူ့နှမတွေသည်အမေခြေတစ်ဖက်နာနေပြီကိုတိလျက်နဲ့ဈေးသွားမပေးကြ။အမေတယောက်စာအတွက်ထမင်းတက်နတ်စာချက်မကြွေးကြ။ဘလို့အဖြစ်ပါလိမ့်။သူကအမေလိုနှလုံးမသွင်းနိုင်မှနှမတွေကိုနာကြီးစိတ်သားပေါ်လာသည်သူရင်ထဲမှာအမေဆုံးတော့စိတ်ထိခိုက်သားဒါပေမဲ့ သူ့နှမတွေငိုတန်းကြရိသူ့မျက်ရည်မထွက်တော့ယခုလေမာကြီးကမပြောချင်သေးမသိလင်းတို့ထမင်းမကျွေးချင်တဲ့အမေကြီးတေသွားပြီဘာလို့ချင်သေးလဲသူကခန်းငေါငေါမေးလိုက်ညီမလေးတို့ကပြောခိုင်းလို့ပါမာကြီးကမဝိမရေပြောလိုက်အလုံးလုံးနေတော့မတ်ငယ်မာလေးနဲ့မထွေးပါသူတို့အနာရောက်လာကြသည်လင်းတို့ကဘာလို့ချင်လို့လဲ ညီမတို့ဒီတယောက်မျက်နှာတယောက်ကြည့်လိုက်မကြီးကမထွေးကိုငြိမ်ကြိမ်ပြလိုက်သည်မထွေးကရှေ့ဆောင်ပြောသည် အမေလည်းမရှိတော့ဘူးဒီအိမ်ကိုကန်ထွိုက်တိုက်စောင်းလိုက်ချင်လို့ပါအကိုကြီးတော့ညီမလေးတို့သိချင်လို့သူဒီအမေမျက်နှာကိုမြင်ရောင်လာသည်အမေစမ်းနာမရှိတာကိုငါမပါချင်ဘူးနင်တို့ဘာသာလုပ်လဲဒီတိုက်ခန်းငါမလိုချင်ဘူးဒီလိုဆိုရင် ။ contract ကပေးတဲ့90သိန်းကိုအကိုကြီးက2သိန်းယူပါ။ကျန်ရှိသိန်းကိုကျမတို့ညီမလေးရောက်နှစ်နှစ်သိန်းစီနဲ့တိုက်ခန်းတခန်းစီယူမယ်အကိုကြီးကျိနဲ့လားမကြီးကကောက်ခံငယ်ကပြောလိုက်မဝိမရေအမူအရာလုံးဝမရှိတော့သူတင်မကြီးမျက်နှာကိုစစ်စစ်ကြည့်လိုက်သည်ဒီပါဦး နေတော့ကဘယ်တော့မှများဒီ contract နဲ့အစီအစဉ်လုပ်လိုက်တာလေအမေရိကပြည်အဆုံးလာဒီနေ့မှရှက်လေတယ်ညီမလေးယောက်လုံးမျက်လွန်ချနေကြသည်ဘာပြောပြောလေအကိုကြီးပြောချင်တာပြောသူတို့ကလက်ရှိအိမ်မှနေထိုင်ကြသူတွေသူတို့ဆန္ဒမပါဘဲအကိုကြီးဘာမှမလုပ်နိုင်အမေသေးတဲ့နေကလေးကသူတို့ရှင်မှာတိုက်ခန်းဆောက်ပြီးသားနောက်နောက်အတွင်းမှာ မကြီးကသူ့ကိုငွေနဲ့သိမ်းလာပေးသည်ဝင်းလုံးတယောက်လည်းမကြီးနဲ့အတူပါလာသည် အမိနေရာမှာတိုက်ခန်းပေါင်းဆက်နှခန်းဆကြပြီဆိုသည်မကြီးတို့ကြည့်မနိုင်တဲ့ဆန်းကြောင်မှာခိတအိမ်ကားနေကြပါတယ်တိုက်ဆောက်ပြီးတော့မှပြောင်းကြမယ်သူဘာမှမပြောစာချုပ်စာရမ်းမှာလက်မှတ်ထိုးချက်ရှိတာသူထိုးလိုက်သည်အမိမြေယာနဲ့ရောတိုက်ခန်းနဲ့ရောသူကဘာမှမပတ်တဲ့အမွေနှစ်သိန်းအပြည့်သဘောပေါ့ အားလုံးကိုသူဆွန့်လွတ်လိုက်ကြောင်းဆွန့်လွတ်စာချုပ်မှအပိပိုင်လက်မရေးထိုးပေးလိုက်သည်အမေအသက်ရှင်စဉ်ကအိုကြီးအိုမရွေတာဝန်မယိုချင်သူတွေအမေရေရာပေါ်မှာတိုက်ခန်းတွေနဲ့နေကြတော့နီတလတလနဲ့သူညီမတွေပေါ်မလာကြသူကလည်းစိတ်ထဲခက်ချင်ချင်ရှိပြီးမသွားတိုက်ကို6လနဲ့အပိဆောင်နေဆိုသည် ကျော်တော့မာကြီးနဲ့အထွေတို့ရောက်လာကြသည်။သင်တို့တိုက်ဆောက်ပြီးကြပြီပေါ့။အခန်းတွေရကြပြီလား။သူကမေးလိုက်၏။အထွေကစိုင်းသစ်ပုံမစိမောပါတော့သည်။ကိုကိုကြီးဟင်အထွေပြည့်စိတ်ညစ်လိုက်တာ။မာကြီးကလည်းမျက်ရည်တွေဝဲလာသည်။ဖြစ်လာကြလဲ။သူကညီမတွေမျက်ရည်ကိုမယုံကန်ထရက်ဥကြုံတွေကအိမ်ခန်းတွေကြိုးရောင်းပြီးဝေးဝေးယူထွက်သွားလို့ တိုက်ကလည်းအုံမြစ်ပဲချထားတယ်။အထွေးတော်မှာဘာလို့ရမှန်းမသိဘူး။သူဒီအံအားတင်သွားရင်ဒီတော့ကတရားမဆွဲဘူးလား။တရားဆွဲမှာပါ။ဒီကန်ထရိုက်ကလည်းထွက်ပြီးတော့တရားခံဘယ်လိုရှာရမှန်းမသိ။ပြီးတော့အမှုအတွက်ကုံကြဝင်ဖို့မိမတို့ဘယ်သူမှမထုံနိုင်ဘူး။တိုက်ခန်းက၆လနဲ့ပြီးမှဆိုပြီး၆လအပြတ်ပြီးပြီးအိမ်ငှားနေရတာညီမတို့လက်ထဲမှာဝင်အဆင်မပြေဘူးရှင်းနေငါ့ဖို့ မာလီနဲ့မငယ်ကလည်းမထုံနိုင်ဘူးတဲ့မာကြီးကပါမျက်ကြီးတွေ့တွေ့ကြာပြီးပြောသည်အဲ့ဒါကိုကိုကြီးကအမှုကိုအကုန်ကြခံပါလို့အထွေးတို့လာပြောတာပါအထွေးသည်လာကြရင်အကြောင်းရင်းကိုညှိကုံခြုံလိုက်သူကတော့ဘာမှမပြောချင်တော့ပါမိမရိဒုက္ခရောက်နေသည်ကိုတော့ခယူနာတက်မိပါသည် ဒါပေမဲ့ဝင်းကိုရရဲ့အစီအစဉ်ကကျိုးချောင်းပြမစီရောပြီတခုကရှိတယ်လေတရားဆွဲတယ်ဆိုရင်တရားခံကရှိရမှာအခုတရားခံကထွက်ပြေးနေပြီပဲဟုတ်တယ်အခန်းတွေကိုလည်းကြိုးချောင်းပြီးဆင်းရဲမှယူသွားတာအခုဒီအစနာရှာမရသေးဘူးအထွေးကပြောရင်သူဒီခိတ္တစဉ်းစားနေသည်တရားခံကမိလေသူယူထားတဲ့ငွေတွေရှင်းနိုင်အောင်မှပြီးတော့လေ တိုက်ဆောက်ပေးဖို့ဘယ်ကဝင်နေဆောင်လဲဝင်တော့ပြန်ပြီးတော့ပဲထောင်ကြပဲခမ်းမတရားဆွဲတာလည်းဆွဲပေါ့မင်းတို့မှအိမ်ကားကပေးရမယ်တရား၅တောင်းလောက်တော့ပို့ပါအဲ့ဒီငွေစုစုပေါင်း၂သိန်းကိုအမှုအတွက်ထားပေါ့ငါကတော့ဘာမှစိုက်ထုတ်မပေးနိုင်ဘူးညီမမြောက်ပစက်အဟောင်းသားနဲ့ငင်းနေသည်သူ့စိတ်ထဲမှာလည်းညီမများကံကြမ္မာကိုအံ့အားသိနေသည်သူများတွေကန်ထွိုက်တိုက်ပြီးစောင့်လိုက်ကြသည်မှာ နှေးတာနဲ့မြန်တာပဲกว่าသည်တိုက်ခန်းလည်းရငွေလည်းရသူ့ညီမတွေကြမှာဘလို့ဖြစ်ပါလဲဒီကန်ထရိုက်တိုက်ဆောက်ဖို့အမေကလည်းသဘောမတူဘူးမင်းတို့ကလည်းငါဝေပပနိုင်အောင်ငွေနှစ်သိန်းပေးပြီးအပီးအပြက်ဆော့လွတ်စာချုပ်လက်မဲ့ရေးထိုးခိုင်းလို့ငါထိုးပေးလိုက်ပြီဝင်းလုံးတွေပါတွေတိုင်မခြင်းတော့ငါမိဆွေတွေနဲ့ဆက်သွယ်ပေးပါမယ်ဒီကန်ထရိုက်နေချာထွက်ပြေးသွားရင်တော့လမ်းဆုံးပြီး တခုတော့ရှိတယ်လေမင်းတို့မှာအမိရေကွက်လေးကြံသားပဲအခုနေခါနေဆေးတွေကောင်းပါတယ်ရောင်းချပြီးညီမလေးကခွဲယူပေါ့အမေဟာမင်းတို့အတွက်အများကြီးချက်ညစ်ခဲ့တယ်လေသူ့စကားဆုံးတော့ညီမမြောက်မျက်ရည်တွေကျနေသည်မျက်ရည်လဲရွှဲနေနှမများကိုကြည့်ရင်သူသည်အမေစကားကို ပြန်လဲကြားရောက်လာသည်မိမိအကောင်မှု မကောင်းမှုကံတီတာရင်း ကိုပိုင်ဥစ္စာရှိကြသည်တကားတဲ့စကားလုံးပြောင်း၍ဆိုရရှင်တော့ယခုဖြစ်လာသောပြဒနာ၏အကြောင်းရင်းတရေခံမှာသူနှမများသားလီဖြစ်ကြသည်တကားဟုသူဆိုခြင်းမတော်သည် အချိန်ပေးပြီးနောက်ထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်